ဒီလက်ထိတ်ကလည်းကျွန်တော်ကဂျိုဖြုတ်ထားလိုက်တာဗျအကားတကပောက်ကိုဆွတ်တွန်းလိုက်တာတွန်းတဲ့ရောမှာခေါင်းပြူထွက်လိုက်တာပြူထွက်လိုက်တဲ့အချိန်မှာဒီလက်နက်ငယ်တွေနဲ့ကျွန်တော်ပါတဲ့ကားကိုပြင်နေကိုရဲဘော်တွေလာခဲ့တဲ့လာခဲ့တဲ့အချိန်ဆိုတော့လာခဲ့တာဆိုတော့စိတ်ထဲမှာဗျပျော်သွားတာပေါ့ဒါဆိုရင်ငါလွတ်ပြီအားမဖြစ်တော့ဘူးတည်ခြင်းနဲ့တည်တော့ အဲ့ခံစားချက်ပဲရှိတော့တယ်အကျန်တာဘာမှကျွန်တော်လုံးလုံးဘာမှမရှိတော့ရှီလည်းမရှိတော့တီးလည်းမတီးတော့ဟာငါဒီတိုင်းတာခုံချရင်ငါတီးမှာပဲပေါ့ငါတီးတီးမတီးတီးဒီကောင်လေးလက်ထဲရောက်နေရလဲဒီလောက်နှစ်ကြီးနဲ့တီးမှာပဲပေါ့နောက်ပြီးကြလဲငါအောက်ခုံဆင်းလိုက်လို့ဟိုတီးသွားရင်လဲဝစ်ကျွတ်တယ်အမတီးခဲ့ဘူးဆိုလို့ရှင်လဲဒီတော်လန်ကြီးတွေအတွက်ပြည်သူတွေအတွက်ငါအနေနဲ့ထပ်ပြီးတော့လှုပ်ရှားနိုင်တယ်တီးရဲ့ထီမရနေမှာပဲ ဒီတဲ့ထီကိုကျွန်တော်အမှတ်ရနေမှာပါပဲအဲ့မှာသူကခဲဒီအနေနဲ့ကျွန်တော်ကိုအဲ့လိုပြောတယ်အဲ့လိုပြောတော့ကျွန်တော်ခမင်းစားရခမင်းစားပြီးဒီထောင်သွားမဲ့အချိန်ပေါ့ထောင်သွားမဲ့အချိန်မှာလက်ထိတ်ခတ်တယ်လက်ထိတ်ခတ်တယ်ကျွန်တော်နဲ့ကျွန်တော်အမှုတွဲတယောက်နဲ့ကနှစ်ယောက် နှစ်ယောက်ပေါင်းမြန်မာလက်ထိတ်ခတ်ထားရဗျကျန်တဲ့မင်းမသား၃ယောက်ရောပါသေးရဗျအပါသေးတယ်ကျန်တဲ့မင်းမသား၃ယောက်ကတော့ရှေ့မှာရှေ့ကုန်မှာကျွန်တော်တို့ကကြာနောက်ကုန်မှာရောက်အောင်နေအဲ့မှာတင်ကိုကလည်းကိုဒီလိုမျိုးကိုအဖွဲ့အစည်းရှိနေတဲ့အတွက်ကိုဒီလိုမျိုးနောက်ဆုံးပဲရင်ဆိုင်တဲ့အမှုအပြင်ကိုထွက်လာတဲ့အချိန်ဖြစ်တဲ့အတွက်ကိုမရရအောင်တော့ထုတ်မှာပဲဟိုတနည်းနည်းနဲ့ကတော့အ ਨੇ ဆုံးတော့မိုင်းဆွဲမယ်ပေါ့တိုက်မယ်ပေါ့ပြင်မယ်ခံမယ်ဒီလောက်ကတော့ရှိမှာပဲပေါ့ငါဒီအချိန်မှာ ရုံးရမယ်ပေါ့ဟိုအကယ်၍ကိုကိုကိုတို့ပြောမှာဒီကောင်းလေးနဲ့ခြောင်းနဲ့ဆိုလို့ရှိရင်လမ်းကျောခြောင်းနဲ့ဆိုလို့ရှိရင်လည်းကျွန်တော်အနေနဲ့လွတ်နိုင်ရင်ရှုံးဖို့အတွက်ကျွန်တော်စီစဉ်ထားတာပေါ့စီစဉ်ထားရအားတော့ကျတော့ကျွန်တော်ဒီကားဖောင်ရေးပေးလေးမှာသွားထိုင်လိုက်တယ်ထိုင်ပြီးတော့နှစ်ယောက်ပေါ့ကျွန်တော်ပေးမှာတစ်ယောက်ပါလေးရတယောက်နှစ်ယောက်နှစ်ယောက်ဘူးပေါ့နှစ်ယောက်ဘူးခတ်ထားရအတွက်ဟိုဘက်တစ်ယောက်ဒီဘက်တစ်ယောက်ကျွန်တော်ကတော့ဒီ ကားတက်ကပေါပေးနာမှာသွားထိုင်လိုက်တယ်ထိုင်ပြီးတော့ကျွန်တော်နောက်မှာကျတော့ရဲတယောက်ပါပြီဗျ G3 တက်လက်နဲ့ရဲနဲ့ရဲတယောက်နဲ့ဟိုရှိမှာကျတော့ရဲ၄ယောက်၄ယောက်ပါတယ်၄ယောက်ပါတယ်ရဲ၄ယောက်ကိုမှဟိုခုနေရင်တယောက်နေရင်ကြော်ဝင်ပါပြီဗျနေရင်ကြော်ဝင်ရဦးဆောင်တာဟိုဒီလက်ထိတ်ကလည်းကျွန်တော်ကဂျိုဖြုတ်ထားလိုက်တာဗျလက်ထိတ်ကိုဂျိုဖြုတ်ထားလိုက်တာဒီဟိုပါပေါ့စခန်းကနေထွက်လာပြီးစိတ်ချရဲ့နေရာတနေရာရောက်တော့ ီဟာကိုနောက်ကရေးမတိအောင်လို့မလို့ကိုသူကိုအေးစစ်စစ်တန်းပြီးတော့မှဖြုံတိုင်းနဲ့ဖြုတ်ပလိုက်တယ်ဖြုံတိုင်းနဲ့ဖြုတ်တဲ့ပြီးတော့မှကားတန်နဲ့ဆိုတော့တိတ်မကြအောင်လေလက်ထိပ်ဖြုံနေတဲ့အတိုင်းအဲဖြုတ်ပြီးရတဲ့အသားလေးကိုလက်ကိုပြန်ပြီးတော့မှအုပ်ထားပြီးတော့မှမတိကြအောင်လေးစောင်းနေပြီးတော့မှထိုင်နေလိုက်တယ်နောက်မှလည်းဟိုကားလည်းပါတာဟိုကားမတူကားနဲ့ခင်မောင်ရင်တို့စကားမှုတို့ပါလာပြီဗျပါလာတယ်ပါလာတယ်အဲဟိုမတူကားကိုမိုင်းဆွဲပလိုက်တယ်ရရရနေလေဟုတ်ရော I got it. I got it. I got it. I'm gonna do, sir. ခုဖြစ်တဲ့ point မှာရောက်လာတဲ့အချိန်မှာမိုင်းကွဲသွားတယ်မိုင်းကွဲသွားတော့ဟာဘလို့ဖြစ်တယ်မသိဘူးပေါ့ငါကရှိမှာပေါ့ငါကောင်းမဆွေးမနဲ့ဒါဖြစ်သွားရင်မသိဘူးပေါ့လွဲမြန်လွဲသွားလားမသိဘူးဆို အဲ့တော့ကို့အတွေ့ပေါ့ဗျာဟိုကို့ဘက်ကကို့အဖွဲ့အစည်းကြီးအနေနဲ့ကလည်းကျွန်တော်တို့ထိခိုက်မှာဆိုလို့ဟိုနောက်ကားကိုဆွဲလိုက်တာမျိုးလားဗာမျိုးလားဆိုတော့ဟိုစဉ်းစားစဉ်းစားရမှာပေါ့အဲ့မှာရင်ဟာလွဲသွားပြီဘောကိုကလက်ထိတ်ကလည်းတန့်ဖြုတ်ပြီးသားကိုဖြုတ်ထားတာဆိုတော့ခါလက်ထိတ်ကိုတန့်ဖြီးလိုက်တာဖြီးလိုက်ပြီးတော့မှကားတစ်ကပောက်ကိုဆွဲတွန်းလိုက်တာတွန်းလိုက်ပြီးတော့မှခေါင်းပြူထွက်လိုက်တာပြူထွက်လိုက်တဲ့အချိန်မှာဒီလက်နက်ငယ်တွေနဲ့ 趁我把你搞扁了！ ပြည့်နေတော့ဒီကားကိုလည်းမှန်တာလေးလဲကြားနေရပြီကြားနေရတာဟာငါတော့မမှန်သေးဘူးပေါ့တေတော့မတေသေးဘူးမမှန်သေးဘူးကျွန်တော်ကကျတော့ဒီလက်တင်နဲ့အပေါက်လေးလေအပြင်လေတိုးတဲ့အပေါက်ကလေးနားလေးမှာကျွန်တော်ထိုင်နေအောင်ထိုင်နေရဆိုတော့အဲ့လိုလေဖြစ်ရောအဲ့လေတိုးတဲ့အပေါက်ကိုတစ်ခါတန်းလို့မှလက်နဲ့ပြည့်ရိုက်ပြီးမှဖွင့်ပလိုက်တာဗျကားလုံးလုံးရက်သွားမယ်ထင်ပေမဲ့ ဒီမောင်းလာတဲ့မောင်းလာတော့ကလည်းအရှင်ချင်းချင်းနဲ့မောင်းလာပြီးတော့ဒီပိုးပစ်လိုက်တဲ့တနက်ပစ်လိုက်တဲ့မိုင်းခွဲလိုက်တဲ့အချင်းရောက်တော့ပိုးပြီးတော့မှအရှင်ကပိုးပြင်းသွားတယ်ဗျနှစ်ဆပေါ့နှစ်ဆပြန်ဖြစ်သွားဖြစ်သွားတော့ကိုလည်းကြောင်ထွက်သွားဟာငါဒီတိုင်းနာခုံချာငါတီမာပဲပေါ့ဟာတီတီမတီတီဒီကောင်လေးလက်ထဲရောက်နေတာလေဒီလောက်နှစ်ကြီးနဲ့တီမာပဲပေါ့နောက်ပြီးကြလဲငါအောက်ခုံဆင်းလိုက်လို့ဟိုတေသွားရင်လဲဝစ်ကျွတ်တယ် ်အမသေးခဲ့ဘူးဆိုလို့ရှိရင်လည်းဒီဒေါ်လာရေးအတွက်ပြည်သူတွေအတွက်ငါအနေနဲ့ထပ်ပြီးတော့လှုပ်ရှားနိုင်တယ်လွတ်လွတ်လပ်လပ်နဲ့လှုပ်ရှားမယ်အဲ့စိတ်ကူအဲ့ခံစားချက်နဲ့နောက်ကြလဲကိုရဲဘော်တွေလာခဲ့တဲ့လာခဲ့တဲ့အချိန်ဆိုတော့လာခဲ့တာဆိုတော့စိတ်ထဲမှာဗျာပျော်သွားတာပေါ့ဟိုဘလိုပဲဖြစ်ဖြစ်ဒီရဲကားကိုမိုင်းဆွဲတယ်ပြစ်ပြီးပြစ်တယ်ဆိုကနေကဒါကကိုဘက်ကရဲဘော်တွေဖြစ်နေပြီလေအဲ့ဒီကျွန်တော်အနေနဲ့ဟို အားလဲတက်သွားရဲ့ပေါ့ဟိုင်းငါပြီးမှငါရဲဘော်တွေရောက်ပြီကွာငါပြီးကျင်းတွေရောက်ပြီဆိုတော့မှကျွန်တော်နေဖြစ်ချင်းအဖြစ်တင်ရင်လဲငါဝေးချတယ်ဟိုမတင်ရင်လဲရဲဘော်တွေနဲ့အတူတူလက်တွဲပြီးတော့မှပြည်သူကိုကာကွယ်ပေးဖို့လှုပ်လှုပ်လက်လက်ဒီဒေါ်လာကြီးလှုပ်လို့ရတယ်ဆိုတဲ့ခံစားချက်နဲ့ကျွန်တော်ကားဘောင်လေးတန့်ခုံချပလိုက်တယ် bon, c'est bon. Mais va mal. T'as ça va. Mais va chamade, mais va chamade. Mais va chamade, mais va chamade. Tiens les têtes. Salut là. Salut là. Salut là. Ah. Tu n'as rien de dire au ဘယ်လိုပြောမလဲကားအဲ့ကိုလုံးလုံးမကြည့်တော့ဗျာဘယ်လိုပြောမလဲကိုယ်အဖွဲစီကိုယ်လူတွေကိုပဲဟိုဘယ်နှရှိလဲဆိုတာကိုပဲကျွန်တော်ဒီတကပောက်ကိုတခါတန်းဖွင့်မြန်မာတန်းမြန်မာကြည့်လိုက်တာကြည့်ပြမှာနောက်ကဒီကားထဲမှာရှိသမျှအရာဘာအရာပဲဖြစ်နေဖြစ်နေနောက်ကပြည့်လဲကိုယ်အနေနဲ့သေပြီးသားသူတယောက်ဖြစ်နေလို့မလို့ခဲ့လဲမတွတ်တော့ဘူးယူလဲမဆိုင်ဘူးအဲအဲ့အကြောင်ကျွန်တော်ကြည်လဲမကြည်ဘူးဖုန်းလဲချပြီးတော့လုံးလုံးဘာမှမသိတော့တာတတိမိတ်သွားတာကိုကြီး သူဘာဖြစ်လို့ပြက်သွားတယ်ဆိုတာလည်းကိုမသိတော့ဘူးဒါပေမဲ့ဟိုခုံချပြီးရနောက်ပိုင်းမှာလူကလုံးလုံးဟိုဘာမှမသိတော့ပြီမဲ့နားကတော့ကြားနေရတာပေါ့နော်နားထဲမှာကိုရဲဘော်တွေအာရောင်းလေးလာခဲ့လာခဲ့ဒီမှာရပြီရပြီဆိုတော့အတန်ပေါ့အဲ့အတန်ကြတော့အာငါကောင်းနေစီရောက်ပြီဆိုတော့ဟာလေးပဲကိုတွေးလိုက်မိရတွေးပြီးတော့မှလုံးလုံးဘာမှမသိတော့ဘူးဗျ လို့ပြောမလို့ကျွန်တော်အနေနဲ့ဒီကားပေါ်ခုံချခုံမချခင်ကနေကိုကတွေးထတာကားပေါ်ခုံချရင်တော့တခုခုဆိုတော့ဖြစ်မှာပဲလေဒီဆိုင်ကယ်မှောက်ရင်တော့မှလက်ကျိုးရာတို့ဟိုတချို့ဆိုလို့ရှင်အသက်ပါသွားတာမျိုးတို့ရှိတယ်ဗျာအဲအကြောင်းကျွန်တော်ကန်းကုံအောင်တွေးထတာခုံချရတယ်ငါတွေးဖို့ရများတော့များတယ်ဒါပေမဲ့ဟိုကိုအလောင်းကတော့ဒီခွေးလက်ထဲမရောက်တော့ဘူးဗျာခွေးလက်ထဲမှာတော့ကျွန်တော်အလောင်းမပေးနိုင်ဘူးအနည်းဆုံးတော့ကျွန်တော် ဟို PDF အဖွဲ့အစည်းရပဲရရမယ်ဗျာကျွန်တော်အလောင်းကျွန်တော်တချိုးရင်တော့မှကျွန်တော်အဖွဲ့အစည်းကြီးနေနေပဲတချိုးရမယ်ဆိုတော့စိတ်ပဲကျွန်တော်ရှိတယ်ဗျာအဲ့တော့ဒီအတန်ကိုကြားလိုက်တဲ့အချိန်မှာကိုရဲဘော်ဒီအတန်လည်းကြားလိုက်ရောဟာငါရဲဘော်ဒီအတန်ကြားပြီပေါ့ဒါဆိုရင်ငါလွတ်ပြီဘာမှမဖြစ်တော့ဘူးတည်ရင်နဲ့တည်တော့အဲ့ခံစားချက်ပဲရှိတော့တာကျန်တာဘာမှကျွန်တော်လုံးလုံးဘာမှမရှိတော့ဘူးရှိလည်းမရှိတော့တည်လည်းမတည်တော့အဲ့လိုမျိုးဖြစ်သွားတယ် ကိုရဲဘော်ဒီအတန်ကိုကြားလိုက်ရတဲ့အချိန်မှာကျွန်တော်ပြောတယ်ပြောတယ်ဘယ်လောက်ထိပြောလဲဆိုတေးချင်းတေးတော့ရပြီငါရဲဘော်တွေအကိုရဲဘော်တွေအတန်ကြားနေရပြီဆိုကနေကကျွန်တော်တေးသွားရင်လဲကျွန်တော်အလောင်းကကျွန်တော်ရဲဘော်တွေပဲရတော့မှာ哦အဲ့အကြောင်းပြောတယ်ပြောတယ်ကငါဘာပဲဖြစ်ဖြစ်ပြုတ်လို့ရပြီကိုလူတွေစီရောက်သွားပြီတော်တော် ရရဆက်ဆက်ပြောခဲ့တယ်ဗျာကိုလာထုတ်ပေးတယ်ရဲဘော်တွေရောအကုန်လုံးတကယ်လဲလေးလဲလေးစားတယ်ကျေးဇူးလဲဒါအတင်ပါတယ်ကျွန်တော်တရေထီကိုမှတ်ရနေမှာပဲတရေထီကိုကျွန်တော်မှတ်ရနေမှာပါပဲဟုတ်ပါတယ်ဗျာကားပေါ်ခုံချလို့ရခဲ့တဲ့တန်ရာတွေကြည့်ပါပဲဒီမှာဟိုဒါတော်တော်ပြောက်သွားတယ်လို့ပဲပြောရမှာပေါ့ခရော့ခရော့ ဒီ2မာလေးပေါ့ပေါ့အဓိကဒီ2နဲ့ဒီ6တောင်းနဲ့ဒီကျွန်တော်လက်နေပေါ့ဒီခေါင်းကတော့ထုတ်လိုက်ရတယ်ပြခေါင်းကထုတ်လိုက်ရတယ်ဒါပေမဲ့အခုကကွဲသွားတဲ့အရာကြီးကထုတ်လိုက်ရင်ခဏနဲ့ပျောက်သွားရပြဒါပေမဲ့ကျွန်တော်6တောင်း6ဖွတ်တိုင်လဲသွားတာနဲ့လက်ကခောက်သွားတာနဲ့ကတော့အခုလောလောဆယ်မတက်တာလေးဒီအသွက်စားလမ်းလျှောက်ရတာနဲ့ကျွန်တော်လက်နဲ့ကန်ရတာနဲ့ကတိတ်အဆင်မပြေဖြစ်နေတဲ့အတွက်အဲ့ဒါတော့တော်တော်ဆိုးပါတယ် เนาะဆိုဒီဘက်နားမကြားတော့သူတို့ရဲ့နှိပ်စက်မှုကြောင့်ဒီဘက်နားတစ်ဖက်ကတော့အလုံးမကြားတော့ဘူးဗျခန္ဓာကိုယ်ကျွန်တော်ခန္ဓာကိုယ်ရိအခုအေးတဲ့အချိန်ရောက်လာလို့ယင်ဒီယင်ဘက်တွေအောင်းတယ်နောက်ကြောတွေအောင်းလာတယ်သူတို့ရိုက်တဲ့တန်လေးကြောင့်မလို့ဘလို့မှဟိုဒီຢာကြီးကတော့အတွင်းကြီးပုံစံမျိုးပဲဖြစ်ကုန်တယ်ဗျလူကလည်းလှီသွားတယ်ပေါ့ဗျာရှိတယ်အဲ့ဒါကြီးကတော့ဒီအပေါ်မှာရောဒီပေးမာတွေရောပေါ့နော်ဒီပေါင်အဓိကတော့ပေါင်နဲ့ဖင်လုံးတွေ အဲ့အရာမှာသူတို့ရိုက်လို့ပြဲပြောမှာသွေးတွေထွက်တယ်သွေးတွေယိုတယ်ယိုယိုပြီးတော့မှပြည်တဲတယ်ပေါ့ဗျာပြည်တဲတယ်ဟိုတိုက်ပိတ်သူတို့ကဟိုအခန်းချင်းလေးထဲမှာပိတ်ထားတာဆိုကြတော့ပိုဟတ်တွေကပေါ်တော့ကြတော့ဒီအညီနှမ်းရရအဲ့လာစားတယ်ဒီကျွန်တော်ပြည်တွေပါလေအနာတွေကိုတတ်တယ်ပေါ့အဲ့လည်းမအေးရပါဘူးတော်တော်ဆိုးပါတယ်ဒီရေဆိုလို့ရှင်လည်းသူတို့ခဲရေတိုက်တာ။ဟုတ်ခဲရေတိုက်တော့တောက်တော့တောက်ရတာပေါ့ဗျာ။ဒီအပြင်ကိုထုတ်မပေးတဲ့အတွက် အပြင်ထုတ်မပေးတဲ့အတွက်ဒီခဲကြီးကိုတောက်တယ်တောက်ပြီးတော့ဟိုတစ်ဖက်စေရလောက်နေရောကျတော့ကျွန်တော်ဟိုမိန်လာတို့ဘာတို့သွားခွင့်ပေးတယ်ဗျာသွားခွင့်ပေးတယ်မိန်လာသွားမှဆိုလို့ချင်းဆရာကျွန်တော်မိန်လာသွားခြင်းလို့ဆိုသူတို့လင်းငါးယောက်လောက်ကျွန်တော်ဝိုင်းထားပြီးတော့မှတနက်နဲ့ထောက်ထားရယ်ဟိုထိန်းတဲ့သူလည်းထိန်းပေးထားပါလမ်းကိုမလျှောက်နိုင်တဲ့အတွက်လမ်းလျှောက်ရတာလည်းတခွာလောက်လေးပဲဟိုခြေခြေတော့ကဆောင်းနိုင်တော့တာဟိုသူတို့ရိုက်ထားတဲ့တန်းတွေဘယ်လိုမှဟိုလုံးလုံးမရဘူးပေါ့ ဘယ်လိုမှတော့သွားလို့လာလို့မရလူကနည်းနည်းပဲရှိရဆိုတော့အဲဒီမှာတည်းကျွန်တော်ဘာလို့တော့မိန်လာတော့ခမင်းကလည်းကောင်းကောင်းမစားတဲ့အတွက်အိန်လာတော့တက်ချင်တာမဟုတ်ဘူးဒါပေမဲ့ဒီခဲရီတောက်ရတဲ့အတွက်ခဲရီတော့မတောက်ချင်ဘူးပေါ့ကိုသူကိုဆုံးဖြတ်လိုက်တယ်ဒီခဲရီတောက်တော့တောက်ရင်ကျွန်တော်အနေနဲ့အုံနောက်တွေဒါကြောင်နေဗျအုံနောက်တွေဟိုထွေးလာတာအုံနောက်တွေထွေးပြီးတော့မှဘာမှဟိုသိမ့်မသိဘူးဗျဟိုအိမ်မက်မက်တာလိုလိုဟိုလက်တွေဖြစ်နေကြလိုလိုလုံးလုံးကြောင်တော်တော်ကြီးဖြစ်သွားတာ အဲ့မှာလည်းဘလို့မှမဖြစ်တော့ဘူးငါတော်တော်လေးအချိန်နေဆိုးလာဒီကောင်းလေးရိုက်တာရောခဲရီတောက်တာရောဘလို့မှအဆင်မပြေသေးတဲ့အတွက်ဒီချက်အတာပို့ပြီးတော့တောင်းတယ်ဒီခဲရီကိုတောင်းရမယ်ဆိုလို့ရှင်ကအဆင်မပြေတော့ဘူးအဲ့တော့မိန်လာတက်ပြီးတော့မိန်လာရေပဲတောင်းမယ်ဆိုပြီးတော့ပါအဲမိန်လာတက်ချင်းလို့ဆိုပြီးတော့သူတို့ပြောတယ်ပြောပြီးတော့မိန်လာထဲမှာရှိတဲ့ရေကိုပဲခိုးတောက်ခဲရတယ်ဗျာအရသာကတော့ဟိုဘတ်တတ်ပေါ့ဗျာဘတ်တတ်ဆိုဟိုတအားကြီးလည်းမခါဘူးဒါပေမဲ့အနိုင်ကတော့တော်တော်ထောင်ထွက်နေတာ ရှည်ရလဲရှည်အကြည်ပဲအကြည်ပဲဆိုသူတို့ကရေတန်းကိုဝယ်လိုက်တာရေတန်းကိုဝယ်ပြီးတော့မှခဲကိုတီးတန်းစိန်လိုက်တယ်ခဲကိုစိန်ပြီးမှအဲ့ရေကိုသူတို့ကပြန်တော့မှရေတန်းမှုလက်ထည့်ရေတန်းမှုလက်ထည့်ပြီးတော့ပေးတာဗျလုံးလုံးကိုဘယ်လိုပြောလဲပြို့တော်ပြို့တက်ခြင်းတယ်ဒီခဲနာနေရဒါထောင်ထနေရဟုတ်ဟုတ်ကျွန်တော်အနေနဲ့ကအဲ့ဒါကြတော့ဘယ်လိုပြောအောင်လဲဒီအိမ်ပြန်မယ်ဆိုတော့ခံစားချက်လည်းမရှိခဲ့ဘူးပေါ့ဒါကတော့တကယ်လည်း မှန်တိုင်းမိုးမလဲပြန်ပြောပြတာလိန်တဲ့စကလုံးလည်းမဟုတ်ပါဘူးအိမ်ပြန်မဲမိဘအိမ်မှာပဲနေမဲဟိုငါလွတ်သွားခဲ့လို့ရှင်ပေါ့အဲ့လိုခံစားချက်မျိုးလည်းမထားခဲ့တဲ့အတွက်ကျွန်တော်လွတ်သွားလို့မသေးခဲ့ဘူးဆိုလို့ရှင်ကျွန်တော်ဒီဒေါ်လာရေးကိုဆက်လုံးမဲ့ဒီ6မျိုးမှာထပ်ပြီးတော့ထမ်းဆောင်မယ်ပေါ့တာဝန်အဲ့ခံစားချက်ပဲကျွန်တော်ထားရတဲ့အတွက်အခုလွတ်လာတယ်အဲ့တော့ကျွန်တော်လွတ်လာတယ်လွတ်လာတော့ပြောတယ်ဘာကြောင့်ပြောရလဲဒီဒေါ်လာရေးကိုဆက်လို့လွတ်လပ်လပ်လုပ်လို့ရပြီ ျွန်တော်ဖြစ်ကျင်တဲ့အတိုင်းကျွန်တော်တိုက်ရှင်လို့တိုက်လို့ရပြီဗျာဒါပေမဲ့ဟိုကိုယ့်အသက်ကိုတော့အာငါနှညောပါတယ်ဘောဟိုဒီလိုမျိုးဖြစ်လာတဲ့အတွက်အာငါအသက်ငါတော့အာဒီလောက်ကြီးပိဆက်ထားရတာငါအသက်တော့နောက်ထပ်အသေးမခံနိုင်ဘူးဆိုတဲ့ခံစားချက်မျိုးတော့မရှိပါဘူးကျွန်တော်သိရင်တေးတဲ့အထိတိုက်မယ်ဗျာအဲ့လောက်ထိကျွန်တော်ခံစားချက်ဒေါ်လာကြီးပေါ်မှာရှိပါတယ်ပြင်းပါတယ်ဟိုဒေါ်လာကြီးလုံနေရရင်ကျွန်တော်ပြောပါတယ်ကျွန်တော်ဆရာဖိုပီတာကြာသွားပြီခနေရ ီချောင်းမျိုးမှာကျွန်တော်ဆရာကိုတိုင်ကလည်းကျွန်တော်ကိုဒီချောင်းမျိုးပေါ့ तू မရှိခဲ့ရင် तू မရှိတော့တဲ့အချိန်ကြာလို့ရှင်ပေါ့ဒီချောင်းမျိုးကိုရအောင် तू အစာသိမ့်ပေးပါဆိုတော့ကတိလည်းတောင်းထားရအတွက်ဒီထောင်ထဲမှာကနေရ तू ကြပြီးထောင်ထဲမှာကနေရကျွန်တော်ဒီခံစားချက်ရှိရတဲ့အတွက်ငါလွတ်မှဖြစ်မယ်ငါလွတ်မှသူ့ရဲ့ကတိကိုတည်တန်ရမယ်တည်တည်လို့ရမယ်ပေါ့အဲ့ဒီအတွက်ကြောင့်ကျွန်တော်လုံလုံဆုံးဖြတ်ချက်ချထားတာကတော့ တင်သေးမတင်လို့ဆိုတော့ဆုံးဖြတ်ချက်ပဲကျွန်တော်မှာရှိရတယ်ဗျာကျန်တာပါမှမရှိဘူးအဲ့ဒါကတော့အရင်ကနေရပါပဲဒီကျွန်တော်ဆရာကြသွားပြီဆိုကနေရပါပဲဒေါ်လန်ရေးရကျွန်တော်တယောက်ထဲနဲ့လဲဟိုတိုက်လို့မပြီးသလိုကျွန်တော်တို့အခုရှိနေတဲ့အဖွဲ့အစည်းရဲ့အနေနဲ့လဲတိုက်လို့မပြီးဘူးပေါ့ဘာလို့လဲဆိုတော့ပြည်သူကအဓိကဖြစ်နေသည့်အတွက်ပြည်သူအနေနဲ့ကျွန်တော်တို့နောက်ကနေပြီးတော့မှလက်နက်ခဲယမ်းတွေ ထောက်ပံ့မှုလိုပါတယ်ဒီလက်နက်ခဲယမ်းတွေပြည်ပြည်စုံပြီးစုံမလာလျင်ကျွန်တော်တို့တိုက်ပွဲကိုမြန်မြန်ဆန်းဆန်းနဲ့တိုက်နိုင်မှာပါကျွန်တော်တို့အတွက်အဓိကလိုအပ်တာလက်နက်နဲ့ခဲယမ်းစေဝါပေါ့ဗျာစားနပ်ရိက္ခာပေါ့ဒီလေးချက်အနေနဲ့ကတော့မဖြစ်မနေကျွန်တော်တို့လိုအပ်ပါတယ်ပြောရမယ်ဆိုပြည်သူပတ်စံကိုလွဲသုံးစားတော့မလုပ်ပါဘူးအဓိကကျွန်တော်တို့လိုအပ်တဲ့အဲ့ဟိုစားနပ်ရိက္ခာစေဝါအနက်ခေယံပေါ့ အဲ့ဒါကိုပဲကျွန်တော်အနေနဲ့တောင်းဆိုခြင်းပါတယ်ဒီအတွက်ကြောင့်ဒီຢာလေးလိုအပ်တဲ့အတွက်ကြောင့်ပြည်သူအနေနဲ့ကျွန်တော်တို့ကိုထောက်ပံ့ပေးဖို့ຢာပဲဟိုတတ်နိုင်သလောက်ပေါ့ဗျာထောက်ပံ့ပေးစေခြင်းပါတယ်လက်ရှိသုံးနေတဲ့အကောင့်ဟာရဲဘော်သိမင်းတမန်ဆိုတဲ့အကောင့်နဲ့သုံးနေပါတယ်လို့အကယ်၍ကျွန်တော်နဲ့မှစကားပြောချင်လို့ရှင်ကျွန်တော်အကောင့်ကိုပဲလာရောက်အပ်ပေးပါလို့ဟိုအရင်တုန်းကသုံးခဲ့တဲ့ရဲဘော်နှစ်ဆိုင်ဆိုတဲ့အကောင့်ဟာခွေးလက်ထဲမှာရောက်သွားခဲ့သည့်အတွက် ရောရဲဘော်နက်ရှန်ဆိုတဲ့နာမည်ကိုတော့မှမသုံးတော့ပါဘူးလို့ဟိုမသိတဲ့ပြည်သူတွေအနေနဲ့ပေါ့ဒီရဲဘော်နက်ရှန်ဆိုတဲ့အကောက်ကိုသွားအပ်ပြီးတော့စကားပြောရင်သူတို့တခုခုဒုက္ခရောက်သွားမှာကြောက်သည့်အတွက်ကျွန်တော်အဲ့အလေးတော့ကိုညီပေးပါအောင်ဗျာသွားသွားဖောင်းပါဒီနေ့ဆက်ပြီးတော့ဒိုင်ဒိုင်ဒိုင်သွားသွားသွား